အားလုံးပဲမင်္ဂလာပါရှင်။အေးအေးကနေကြိုဆိုလိုက်ပါရစေ။ဒီကနေ့ဖတ်ပြပေးမယ့်ဝတ္ထုလေးကတော့ဆရာကြီးပုတ်လေးရေးထားတဲ့အဆင့်မြင့်အာဝဟဝိဝဟဆိုတဲ့ဝတ္ထုတော်လေးပဲဖြစ်ပါတယ်။အဆင့်မြင့်အာဝဟဝိဝဟကြားနေကြငှက်အော်အော်ရဲ့အတန်တောင်းမှတာယာလွန်လာတယ်။ခဝေဝေက သူများ channel ကဇွန်ပန်းရနံလဲသူတို့အိမ်အထိလေဟုံစေးလာတယ်။တမပင်မောကစာအထိကလေးတွေစာမကလေးတွေ တကြည်ကြည်တကြကြနဲ့ဆူလို့ညံလို့အေကနာသူ့အကြောင်းပြောနေကြတာထင်ပါရဲ့။လိပ်ပြားကလေးတွေပဒုံးကလေးတွေဟိုကနေဒီပြန်ဒီကနေဟိုပြန်နေလေ။ဒီနေ့တော့ပတ်ဝန်းကျင်မှာ မြင်မြင်သမျှလှပါလို့နေပါလားအဲ့ဒီလိုလှပါပြီးချစ်စရာကောင်းနေတာတွေက မောင်ဦးကိုပို့ပြီးဦးမျိုးစေတာထင်ရဲ့ဒီနေ့မောင်ဦးဦးမျိုးနေတယ်သူ့အတန်ချက်ဆက်ကိုကြာညိုရွာက လာငားတယ်လေကြာညိုရွာမှာ သူ့မျက်စိကျနေတဲ့ရှင်ပြုံးချုံရှိတယ်တောင်မြေဖနက်လေးစီပြီးခန့်နှဲ့နယ်လေးရက်နေတဲ့တတ်မုံမြင့်ရဲ့ရုပ်ပုံကိုလှမ်းလိုက်တော့သူတို့လိုချင်တဲ့လာဇန်ငားရဲ့ဟာကွက်လက်ဖြစ်နေတယ်အခုတော့လာဇန်ငားရဲ့ကို သူ့ကြက်ချေခတ်လိုက်ပြီး ခဲတံကိုတတွေးဆွပြီးကြာညိုလို့ခက်ဖြီဖြီလေးရေးလိုက်တယ်။မင်္ဂလာကျက်တဲ့အပေါင်းနဲ့ပြည့်စုံလိုက်ပုံကသူ့အတန်ချက်ဆက်ဖွင့်ရမှာမင်္ဂလာဆောင်နဲ့ဆက်လာငါတို့ကမင်္ဂလာရှိတဲ့တချင်းတိတ်ခွေတွေကြည်ယူခဲ့ဖို့မှာသွားတယ်။လာဇန်လေးရဲ့ညက်နေနေမဆောင်ခင်ခက်စောစောကလေးကလှဲပေါ်ကိုအတန်ချက်ဆက်တင်နေ။ဟွန်တလုံးကိုလှဲရှိပိုင်းမှာကျုံနဲ့ကြကြနာနာချီလိုက်တယ်။သူ့ရဲ့ဆက်အကူအောင်မော်ကိုလှဲအမောင်းခိုင်း သူကနောက်ကဟွန်တလုံးအသာပိုက်ပြီးကြာညိုရွာဘက်ထွက်ခဲ့ကြတယ်။အချစ်တချင်းတွေဖွင့်လို့ပေါ့။တလန်လုံးတစ်ချစ်ထဲချစ်ခဲ့ကြတယ်။မြစ်တာမိုးမြေမကဘူး။မြစ်မိုးရွှေတောင်လုံးတုံးမှတ်လို့ခုန်ခဲ့ကြတယ်။သမုံမင်းရေချဲ့ပြီးချစ်တာတွေတီးကုန်းလို့မဆုံးဘူးလေ။ကြာညိုရွာနဲ့ကြာပြူရွာဆိုတာရွာချင်းတိတ်မဝေးပင်မဲ့မောင်ဦးရဲ့နှလုံးသားကစိတ်စောတော့ဝရိယပို့သွားမိတာပေါ့။ သူများတွေပို့တယ်ဆိုတဲ့ကြနေကြီးလဲမအုံးမပို့တယ်မထင်မိဘူးတနေကုန်ပို့ထားလို့မြေငွေတွေပြန်နေတာလဲမအုံးကတော့အဲ့ဒီအပူလောက်တော့ပြင့်တောင်ပြင်းသေးတဲ့လဲပေါ်မှာနှစ်ပါးသွားတယ်အချက်ကဏ္ဍဝင်တချင်းတွေဖွင့်ရင်သူနှစ်နှစ်ကာကာဆွဲလမ်းမိတဲ့ရွှင်ချိုပြုံးလေးကိုစိတ်မြေလုံးထဲမှာပြန်လဲမြင်အောင်မိတယ်နှုတ်ဖြားကချစ်တာပဓာနာတချင်းညီရင်လေအညာတို့ညိုပြပြတွေအကြမှာ သူ့ကလေးကအသားလက်လက်ကလေးဆိုတော့အညာသူခက်ဖြူဖြူလေးပေါ့တခြားမင်းကလေးတွေထဲအရက်ပေါ်မြင်တာကို သူ့သဘောကြတာလားအသားဖြူဖွေးဖွေးလေးကို သူ့သဘောကြတာလားသူ့အဖြေခဲ့နေတယ်အမှန်တိုင်းဖြေရရင်တော့နှစ်ခုစလုံးကြောင်းလို့ပြောရမှာပဲဒါဆိုရင်ဒီပြင် ကာလာသားတွေပြုတ်နေကြတဲ့ခန္ဓာကိုယ်အမုတ်အမောက်လေးတွေစပင်အုံကောင်းတာတွေမထူမပနှကန်းတစုံတို့ထူးခြားပေါ်လွင်တဲ့မျက်လုံးမျက်ခုံးတွေကိုရော မောင်ဦးမင်းသဘောကျတဲ့အထက်မပါဘူးလားလို့မေးရင်ထုံးစံတိုင်းတပြဲလေးနဲ့ရဲကျဲကျဲလှုပ်ပြီးရင်ကောင်းတန်ကြီးနဲ့ဘလုံးပထွေးဖြေလိုက်မယ်အဲ့ဒီဟာတွေလည်းပါတာပေါ့ဗျကြာပြူရွာအိမ်ကထွက်လာကလေးကဖွင့်လိုက်တဲ့တချင်းတန်ကျဲကျဲဟာကြာညိုရွာရောက်လို့အတန်ချက်ဆက်လာငားတဲ့ဥဝင်းကျော်တို့အိမ်ကိုသာရောက်ရောမောင်ဦးဖွင့်ဖို့ရွေးချယ်ထားတဲ့မြေတားပွဲနှလုံးသားထက်ကကပီးအခရာတချင်းတွေကမကုံသေးဘူး အတန်ချက်ဆက်ကလည်းတမန်နေ့ကမှရင်းနှံချောင်းမျိုးတက်ပြီးပြင်ထားတဲ့ဆက်လေအတန်ကပြီးသားကြီးမြနေတော့တာပေါ့ဆာယကန်ကြုံလို့မုတ်ဆိတ်ပြဆွဲတာလားစိုင်ကိုလို့ခြုံပေါ်ရောက်တာလားတမာတိဝါနတ်ကောင်းနဲ့မြတ်တွေကပဲဖန်တီးတာလေလားသူတို့တချင်းဖွင့်မို့လာငါတဲ့ဥဝင်ကျော်ခြံဝင်းနဲ့သူစိတ်ဝင်စားနေတဲ့ရွှင်ချိုပြုံးတို့ခြံဝင်းကကတ်လျက်တာမောင်အိုးဖိုးချိုင်းတုံဖြစ်သွားတယ်တွန်တေးဆိုးအောင်ရဲ့ အပြုံးလေးနဲ့ကြုံနေမဲ့တချင်မဆုံးခင်မှာဦးဝင်းကျော်တို့အိမ်ရှိရောက်တော်တာပဲသူတို့လည်းမရက်ခင်မှာတစ်ဖက်ခြံဝန်းတဲကအိမ်အပေါ်ထက်ပြတင်းပေါက်ကနေချောင်းကြည့်နေတဲ့သူတယောက်ကိုအမတ်တမဲ့လှစ်ခနဲ့လှမ်းမြင်လိုက်တယ်တွေ့လိုက်တဲ့အချိန်ကတစ်စက္ကန့်တောင်ပြည့်ရလားမသိဘူးဒါပေမဲ့ပြတင်းပေါက်ပေါင်နာကတစုံတစကလေးရိတ်ခနဲ့မြင်လိုက်ရသူလေးဟာရွှင်ချိုပြုံမှန်းသူ့ရင်ပတ်ကြီးကအလိုလိုသိနေတယ်ဖွင့်ထားတာတွန်တေးစိုးအောင်ရဲ့အပြုံးလေးနဲ့ကြုံနေမဲ့တဲ့ချင် ဒါပေမဲ့မောင်ဦးရဲ့ရင်ထဲမှာတော့နတ်ဒိုနတ်ချင်းတွေ ဖွင့်တဲ့အခါဆိုင်းတန်ဒိုးတန်နဲ့အတူရင်ခုန်တလိုမျိုး ခံစားနေရတယ်။ရှင်ချိုပြုံးရဲ့ရင်မာရောဘယ်လိုခံစားနေရမှာပါလဲ။ကရင်ဒုံတချင်းလောက်တော့ခံစားရမယ်ထင်ရဲ့။မောင်ဦးကကောင်းမလေးတွေရည်စုပြီးအချစ်တချင်းကောင်းကောင်းတွေတပုတ်ပြီးတပုတ်ဆက်ဖွင့်ဖို့စဉ်းစားထားတယ်။ရှင်ချိုပြုံးကလေးတရာသူ့ဖွင့်တဲ့တချင်းတွေတပုတ်ပြီးတပုတ်နားဆင်ရင်း ပြင်းထန်ပေါင်းနာလေးမတိမသားလာချောင်းကြည့်လိုက်တိတိတသားလူလုံးပြနားထောင်လိုက်နဲ့ဖြစ်သွားစေရမယ်လေအိတ်ချင်းတိုင်းလို့အိယာပေါ်မှာကြောက်ခင်းရင်တောင်းမှအတန်ချက်ဆက်စရာကိုမောင်ဦးရဲ့တော်ပါတော့ရှင်ပါဖြစ်လို့ဒီသချင်းတွေဖွင့်နေဆိုတာကျမသိတယ်ကျမကိုစောင့်ချိန်ဖွင့်နေတာမဟုတ်လားဩမောင်အချက်များမိမစုပါကောနဲ့ဖြစ်သွားစေချင်တာစကိုင်းလန်းသချင်းတဲကလို့ခုညတော့အိတ်နိုင်မယ်မထင်ဘူးလို့ဖြစ်နေရမယ်လေ ရှင်ချိုပြုံးကလေးတယောက်တလူးလူးတလွန်လွန်ဖြစ်နေမှမြင်အောင်နဲ့ဖွင့်လက်စာအပြုံးလေးနဲ့ကြုံနေမဲ့တချင်မဆုံးသေးခင်မှာဦးဝင်းကျော်နဲ့လူကြီးတယောက်ရောက်လာကြပြီးကဲအတန်ချက်ဆက်ဆရာကြီးလာကြလှဲ့ဘော်ကဆင်းကြနားကြအောင်အခုဖွင့်လက်စာတချင်လေးပြီးရင်ရလိုက်တော့မောင်ဦးနဲ့အောင်မောဆရာတပည့်အံ့ဩသွားကြတယ်အိမ်ထဲကိုလာကြလဖဲ့နဲ့မုံနေစီစဉ်ထားတယ်အောင်မောကတချင်နောက်ဆုံးအပိုက်ပြီးအောင်ဆောင်ပြီးအတန်ချက်ဆက်ကိုပိတ်ခဲ့တယ် ူတို့အတွေ့အကြုံရတော့ဒီလိုလာတာတာ ပိတ်တာမျိုးတခါမှမကြုံဘူးဘူးမောင်ဦးတို့ထူးဆန်းတာတွေအတွေ့အကြုံတွေဇက်တိုက်ကြုံရတယ်ဒါသူတို့သားရဲ့အိမ်လားသူတို့သမီးရဲ့အိမ်လားသူအကဲခတ်တော့ဘဲသူအိမ်လို့မသိနိုင်ဘူးလေတင်ပေါ်ပင်ဂွေးပင်တန့်တလွန်ပင် အုံးမင်တွေနဲ့ခက်လန့်လန့်မှဘူးစင်တစင်လှမ်းမြင်ရတယ်ကြက်တုပ်ကအစာကောက်နေတယ်ညိုးဝါးဝါးခွေးတကောင်ကမြေကြီးပေါ်မှာဝတ်နေရင် လူစိမ့်တွေကိုလှန်အကဲခတ်ရတာက သူ့အပေါ်ခဏခဏလာနာတဲ့ရင်ကောင်တစ်ကောင်ကိုစက်ခနဲ့လှမ်းဟလိုက်တယ်။ရင်ကောင်မိသွားတယ်။မင်္ဂလာရှင်ရဲ့အိမ်ကိုရက်နီးရဝေကဆွေမျိုးမိတ်တင်ကတွေဝင်လိုက်ကြထွက်လိုက်ကြရွာထဲကကာလာသားတွေချက်ဟဲပြုတ်ဟဲနဲ့လူတန်တူတန်တွေဆူညံနေရမှာ အခုတော့မင်္ဂလာရှင်ရဲ့အိမ်နဲ့မတူဘူးမင်္ဂလာဆောင်တစ်ခုရဲ့အရေးရောဘာမှမတွေ့ရဘူးပိုးပြီးထူးခြားတာကတော့မင်္ဂလာဆောင်ရှိရင်အတန်းချက်ဆက်ကိုညတကောင်လွဲအထိဖွင့်နေကြ အခုတော့အတန်ချက်ဆက်မဖွင့်ရဘူးတဲ့ဒါဘာလို့တာလဲမအောင်စဉ်းစားလို့မရဘူးအောင်ကျော်ကဘာအထိတ်ပဲလဲဗျလို့တိကျင်စိမ့်နဲ့သူ့ကိုမေးဆက်ပြတယ်သူကလည်းပခုံးတစ်ချက်တွန့်ပြပြီးလက်ကပြလိုက်တယ်အသာနေမိစဉ်ကြီးကရမှာပဲဆိုတဲ့သဘောလေအတန်ချက်ဆက်စရာတွေအတွက်လက်ဖက်ရည်ပွဲနဲ့မရှိမနှောင်ပဲညစာတဲခင်းပေးတယ်ထမင်းကပေါ်ဆန်းမွေးဆန်ကိုချက်ထားတာထင်ပါရဲ့ဟင်းတွေကလည်းကြက်သားကြက်ဥဝတ်သား ဝက်ဦးတော်နေနဲ့စီပြန်ဟင်းတွေကြီးပဲတီးဆောင်ချိန်ဟင်းကလည်းငှချောက်နဲ့ချက်ထားတာတကက်ကိုဖွဲ့ဖွဲ့ရရတက်ခင်းတာပါလားထမင်းစားရင်အချိုတဲဖို့ထုံမုံမုံကျွဲတဲ့နဲ့ငပြောသေးဖီချံအလုံးထွားထွားတွေကလည်းရွံ့ပြက်ထဲမှာအဆင်သင်တပည့်ကျော်အောင်မောင်ကခေါင်းမဖော်ရန်စားရနေတယ်ထမင်းတွေလည်းထတ်ထတ်ထဲ့နေတယ်မအုံးကတော့ဟင်းကောင်းတွေမြင်နေရပါလေရဲ့စားချင်စိတ်မရှိဘူးထမင်းတပကံတောင်ကုံအောင်မနေဖြစ်ညစ်စူးစားစားရတယ် ဒီပုံကိုယ်တွေဘာလောက်ကြတာလဲတချင်းတွေဇက်ထုတ်တွေဖွင့်မို့ငှတာပြီးဖွင့်မို့ဘာလို့တားရတာလဲထမင်းတလုံးမိကွန်တစ်ခုဖြစ်နေတယ်အန်ကျိဝါနေမိတဲ့ထမင်းလုတ်တွေသာတဖြည်းဖြည်းချင်းနဲ့ပိုက်ထဲရောက်သွားတယ်အဖြေကမပေါ်ဘူးဆရာတပည့်နှစ်ယောက်ညစာစားပြီးလို့အချိုးပွဲစားရင်းရွေကြံတောက်နေကြတော့မှဥဝင်းကျော်နဲ့ခုနကလူကြီးတယောက်ရောက်လာကြပြန်ရောဒီတခါတော့အတူပါလာတဲ့လူကြီးကစကားစတယ် အဲ့နယ်လေဆရာတို့စလို့မိန်ကြရဲ့လားဟာဟင်းကောင်းတွေကြီးပဲစလို့မမိန်မဲရှိပါမလားရေနွေးတောင်ရင်ထုံမုံလေးမိကြအောင်ဒီနှစ်ပေါ်တဲ့ကောင်းချမ်းဆန်လေးနဲ့လှုပ်ထားတာဥဝင်းကျော်ကထုံမုံပကံကိုရှေ့ကိုတုပ်ပေးရင်သူတို့နှစ်ယောက်ရဲ့မင်းနှချင်းဆိုင်မှာလွတ်နေတဲ့ခုံတန်းရရှိမှာဝင်ထိုင်ကြရင်ပြိတ်တန်တရားစကားတွေဆိုတယ်ရင်ွေးပူပူကို တကြိုက်လောက်ရှိုက်တော့အပြီးမှာဥဝင်းကျော်ရဲ့နဘေးကပုပ်ကိုကြီးကဆရာတို့အတန်ချက်ဆက်ဖွင့် ထုံးစံအတိုင်းဆိုရင်မနေ့ဗန္နနာရီမှာဖွင့်ကြတာလေဒီမေးခွန်းကမေးစရာမလိုတဲ့မေးခွန်းပဲဘယ်အတန်ချက်ဆက်မဆိုမနေ့စောစောအာယုံမတက်ခင်ဖွင့်ကြတာလေကြာညိုရွာကရွာကန်ဆက်ကိုမေးရင်လေဒီဖြေးပေးရမှာပဲမနေ့9နာရီလောက်အာယုံမတက်ခင်ပေါ့ဦးလေးရခတ်ဝဝညိုညိုတုတ်တုတ်တိုက်ပုံဝဲနေအဲ့ဒီပုံကိုကြီးကဆရာတို့မနေ့ဖြန်မနေ့9နာရီမှာတချင်းမဖွင့်နဲ့အောင်တချင်းကိုကျွန်တော်ကဖွင့်ဆိုတဲ့အချိန်ကြမှာဖွင့်မှာ အောင်မော်မျက်မှောင်ကုတ်သွားတယ်။မောင်ဦးကတောက်လက်စာယူနေပကံတန်လန်းကြီးအတန်ချက်ဆယ်ရောကောင်းနေမဟုတ်လား။ဦးဝင်းကျော်ကမေးတယ်။ကောင်းပါရဲ့ခမတမန်နေ့ကမှရင်နံကြောင်မှာတွားပြီးမုံမှန်ထားတာစိတ်ချအိုးလေ။အောင်မော်ကဝင်ပြောတယ်။ဟုံးတွေတော့ညနေမိုးမချုပ်ခင်တက်ပြီးဆင်းမဟုတ်ဘူး။အော်အရေးကြီးတာပြောမယ်လို့ခပိုင်ပိုင်ပုတ်ကိုကြီးကသူ့တိုက်ပုံအင်ကြီးတဲကနေစာရဲတွေရဲ့ကို ထုတ်ပြီးဘက်ထရီမီကြောင်မီးအောင်အောင်မှဖြန့်လိုက်တယ်။ စာကြည့်ကော်ကိုင်းမြင့်မှန်ကိုထုတ်ပြီးမျက်မှောင်တစ်ချက်ကုတ်လိုက်တယ်။ပြီးမှမျက်မှန်ကိုင်းပေါ်ကို ကြော်ပြီးမောင်ဦးကိုတစ်ချက်လှမ်းကြည့်တယ်။အင်းအခါရတာတော့မနေ့၈နာရီ၅မိနစ်မှာအခါရတာပဲ။ဟုံးတွေကိုလည်းမနေ့ပြန်မနေ့ကျုပ်တို့လာတော့မှဆင်းကြရအောင်။၈နာရီ၅မိနစ်မှာအတန်ချက်ဆက်စဖွင့်မယ်။ဟယ်လိုဟယ်လိုတွေဘာတွေမလုပ်ရဘူး။အတန်ချက်ဆက်ကပထမဆုံးထွက်တဲ့အတန်ဟာကြည်နူးပွဲပဲဖြစ်ရမယ်။ ပြီးရင်မင်္ဂလာရှိတဲ့တခြင်းတွေကြီးဇက်တိုက်ဖွင့်မယ်အတန်ချက်ဆက်နားရမယ့်အချိန်ကျုပ်လာပြောလဲမယ်အချက်တခြင်းမြတ်တာဘွဲတွေကြီးနော်အသေးကွဲတာတွေဟိုကွာဖူးစာနှခိုင်းနှူမဆိုင်သာဆိုင်ငယ်လေးကံမခိုင်းတနိုင်ချူဖို့ဝေးမပိုင်ဝမွေးတွေဘာတွေလုံးဝမဖွင့်ရဘူး အောင်မော့ခမရပါဇက်အဟောင်းသားနဲ့မောင်ဦးကတော့အကြာမလွှဲရအောင်တည်တည်ချာချာအာယုံဆိုင်နားထောင်ရင် အသက်ရှူဖို့မေ့နေတယ်။ရှင်းတယ်နော်မလွှဲစင်နဲ့ရင်နာတာတွေအလွမ်းသချင်းပါရင်စက်ဖိုးငွေချေမှမဟုတ်ဘူး။ဒီဆရာပြောတာရှင်းရှင်းလေးပဲဘာမှနားမလဲစရာမလိုပါဘူး။သူပြောတဲ့အထက်မှာကိုကဘာများလုံမပေးနိုင်တာရှိလေ။ကိုဘက်ကဘာစောတကတက်စရာရှိလဲမောင်ဦးစဉ်းစားတယ်။ဘာမှမရှိပါဘူး။ရှင်းရှင်းလေးပဲ။ မောင်ဦးတို့ရှာတဲ့ဘဲဟုတ်ကဲလို့ပြောခဲ့မိသလားကောင်းငင်သဘောတူခဲ့ကြသလားတတိမထားလိုက်မိဘူးတကယ်တော့လူငယ်တွေပြပြီးအဲ့ဒီညကခေါင်းချလိုက်တာနဲ့အိပ်ပြောဖို့ကောင်းတာပေါ့အိယာအပြောင်းလဲကြောင်လားထူးဆန်းတဲ့မင်္ဂလာဆောင်ကြောင်လားဆွဲလန်းရတဲ့ရွှင်ချိုပြုံးကြောင်လားမောင်ဦးတလူးလူးတလိမ့်လိမ့်ဖြစ်နေတယ်အိမ်မပြောလေးဆွဲလန်းရသူလေးကိုတတိရလေးပါပဲခုညတော့အိမ်နိုင်မယ်မထင်တာမောင်ဦးဖြစ်နေပါပေါ့လား ညကသာအိတ်မပြောတာမနေ့ကျတော့စောစောနို့ဖို့မျက်လုံးကအကျင့်ပါနေပြီသူ့မျက်လုံးနှလုံးဖွင့်တာနဲ့ပထမဆုံးလုံမိတဲ့အလုပ်ကချစ်ရတဲ့ရွှင်ချိုပြုံးတို့အိမ်ပြတင်းနေစီလှန့်ကြည့်မိတာပဲမင်္ဂလာဆောင်မှာဖွင့်ရမယ့်တခြင်းတွေလည်းပြန်စင်းစားတယ်အသေးမကွက်ရဘူးရင်မနာရဘူးမလွမ်းရဘူးတယ်လေဘာပဲဖြစ်ဖြစ်မင်္ဂလာဆောင်အတွက်ဖွင့်ပေးတဲ့အချစ်တခြင်းတွေဟာရွှင်ချိုပြုံးအတွက်ရည်ရွယ်ပြီးဖွင့်တာတစ်ချက်ခုနှစ်ချက်ပြတ် သူဒီသချင်းတွေနဲ့ကောင်မလေးကိုလှန့်ကျူးလိုက်မယ်။သူ့ဖွဲ့နဲ့သချင်းမြတွေကရွှင်ချိုပြုံးအသေးကိုချိန်ရွေးပြီးပြစ်တာ။သူသိမှာပါလေ။ကြာညိုရွာကတောင်မြောက်ခိုက်ရှည်မျောမျောမို့ဟွန်းတွေကိုတောင်ဘက်တလုံးမြောက်ဘက်တလုံးတူဆင်မယ်လို့စိတ်ကူးတယ်။ဒါမှရွှင်ချိုပြုံးတို့ဘက်ပါဟွန်းလှဲ့ထားပြီးသားပေါ့။ဘယ်တစ်ပင်တွေအပေါ်ဟွန်းတက်စရင်ကောင်းမလဲ။ဟွန်းစင်လို့ကောင်းတဲ့ဦးဝင်းကျော်တို့ခြံဝင်းတွေကတစ်ပင်မြင့်မြင့်တွေကိုမှန်းဆကြည့်နေမိတယ်။ မျက်နာတက်ပြီလို့ဟွန်းစင်မို့ကြံ့ရွေးနေတဲ့အတန်ချက်ဆက်စရာနှစ်ယောက်စီနွားနို့ပူပူနွေ့နွေ့နှစ်ခွက်နဲ့မုတ်လင်မယားနှစ်ပကံစရောပဲပြုတ်ကိုစီရွှဲရွှဲဆန့်ထားတာကနှစ်ပကံရောက်လာတယ်။ဆရာတို့ကဘာနေသားတွေလဲအင်္ကာသားမပါဘူးလား။မောင်ဦးကတနင်္ဂနွေအောင်မော့ကစနေသားနောက်မှရောက်လာတဲ့ဥဝင်ကျော်ကို အင်္ကာသာရှာခိုင်းတော့ဥဝင်ကျော်ပြန်လက်ထွက်သွားတယ်။အင်္ကာသာ လူပြုံတော့ လို့လဲလှမ်းပါတယ်။မအိုးတို့ချာတပဲကြာညိုရွာရောက်မှအထူးဆန်းတွေကြီးကျုံနေရတယ်။ဘာလို့နေကြတာလဲ။သူ့အတန်ချက်ဆက်ဖွင့်ခဲ့တာနှစ်အတော်ကြာလို့အတွေ့အကြုံလည်းအတော်များနေပြီ။ဒါမျိုးမကြုံဘူးသေးဘူး။အဝင်းကျော်နဲ့အတူလူငယ်တယောက်ပါလာတယ်။အင်္ဂါသားလူမျိုးကလည်းအနီနာရှာမရလို့ခေါင်းခဲနေတာ။နောက်မှတူတော်မောင် ဖိုးတော်ကိုတရိရတယ်။ဒါကျုံနမကမွေးတာ။အခါပေးတဲ့ဆရာက လက်ကနာရီကို တကြည်ကြည်လုံရင် မောင်ဖိုးစောမင်းဒီအုံမြင်မောတက်နိုင်ပါမလားအုံမြင်ကတော့မနေမမြင်ပဲတောသားမှန်ရင်ဒီအုံမြင်တော့တော့မတက်နိုင်သူမရှိလောက်ဘူးသပင်အလဲခွဲနဲ့လက်မောင်းကြွက်သားအထစ်အထစ်နဲ့လူကောင်ထွားထွားနှကန်းလေးတစ်ချက်အပေါ်တွန့်ပြီးတက်နိုင်ပါတယ်လို့ပြောရင်ရဲကျဲကျဲလုံနေတယ်ဖုန်းစောကအစိုးတော်ထွန်းထွန်းနဲ့ရုပ်ကခက်ဆင်ဆင်တူတယ်ကောင်းပြီကွာတက်နိုင်ရင်တော့အုံမြင်အပေါ်ရောက်ရင်ဟော့ဒီအတန်းချက်ဆက်ဟုံးကိုကျိုးနဲ့ခန်းခန်းမြဲမြဲချိခဲ့ အရွယ်ရောက်ပြီးအတိမတိသေးတဲ့အုံမြင်ပေါ်ကိုတက်နေတဲ့ဖိုးစော်ရဲ့မျက်နှာဟာပြုံးသွားလို့မောင်ဦးချက်ချင်းတရေရပေးလှန့်ကြည့်လိုက်တော့ရွှင်ချိုပြုံးရဲ့ပြုံးတုံတုံမျက်နှာလေးကိုလှန်တွေ့ရတယ်။သူတို့ချင်းအပြုံးဖလဲကြတာမောင်ဦးတွေ့သွားလို့ရွှင်ချိုပြုံးမျက်နှာမှာရှက်သွေးဖြာသွားတယ်လေ။အုံလက်တွေအပေါ်ရောက်တော့လဲဆရာဦးဝကြီးကဟွန်ကိုဟိုဘက်လှည့်အောင်နည်းနည်းတိုးလိုက်အောင်ရွှေ့လိုက်အောင်နေရာမကျသေးလို့ပြန်ပြန်လိုက်နဲ့ တော်ရုံမကျွမ်းကျင်တဲ့လူဆိုတက်ဆွန်ဆန်ပြဖြစ်နေမှာပေါ့အဲ့ဒီအချိန်မှာရွှင်ချိုပြုံးခမသူ့ရင်ဆောင်ကိုလက်နှစ်ဖက်နဲ့ဖိထားရရှာတယ်ခုံးကိုခြင်အောင်ပြီးတော့ဥဝါကြီးစီစဉ်ပေးလိုက်တဲ့စားတွေလဲကပုံးစားတွေကထုတ်ပြီးအုံလက်တွေအကြာပုံခဲ့ရသေးတယ်နောက်ဟွန်းတလုံးကိုတော့ဥဝင်းကျော်ရဲ့ခြံထဲကပဲအသီးတွေပြုတ်သိမ့်နေအောင်တီးနေတဲ့အုံမြင်ပေါ်မှာတက်ဆင်ရတယ်ဖိုးစော်ကပုတ်ပါတို့ဖိုးဝင်တောင်းတို့မှာအတွေ့များရတဲ့ဟိုအကောင်အုံမြင်တက်တယ်လို့ပဲ ပေါ့ပေါ့ပါပါတွတ်တွတ်လက်လက်ပဲရှင်ချိုးပြုံးကပြတင်းဝါကနေရက်ကြီးနေတော့ပဲလေအောင်မော်ဆက်ပြီးမအောင်နိုင်တော့ဘူးသူ့ဆရာမောင်ဝူကိုဖွင့်မိတယ်ဘာလုပ်နေကြတာလဲကိုအခါပေးတဲ့ဦးဝါကြီးရောအတန်ချက်ဆက်ငါတဲ့ဦးဝင်းကျော်ရောရှင်ချိုးပြုံးတဲ့မျက်နာတွေနဲ့သူတို့ပဲပြန်တူလက်ကြည့်ကြတယ်ဦးဝါကြီးကနာယီကြည့်နေရင်ဒါအုံးမင်းနှစ်ပင်မင်္ဂလာဆောင်မလို့ဘတ်နဲ့လေဟဲ့အတန်ချက်ချက်ချရာတွေအချင်းချင်းဖြစ်ကြပြီလားဖြစ် ဖြစ်ဖြစ်ပါပြီသူတို့သားလူယောက်ျားနဲ့သူတို့သမီးလူမိန်းမတို့အာဝဟဝိဝဟလုပ်တဲ့မင်္ဂလာဆောင်မဟုတ်ပဲအုံးပင်နှစ်ပင်မင်္ဂလာဆောင်ကြတာတဲ့ဖွင့်ရင်အတန်ကျဲကျဲဖွင့်နော်ဒါမှအုံးပင်ကလန့်ပြီးမင်္ဂလာပွဲကြီးအောင်ပြီးအသီးတွေတီးမှာမင်္ဂလာရှင်တွေတစ်ဖက်အလက်မှာမအူကောင်းတရရန်လုံးမိပေမဲ့အုံဒီကြိုက်တဲ့အောင်မော်ကတော့ဒီအကြောင်းကိုတိတ်ဆိတ်ဝင်စားနေတယ် ုံနှစ်ပင်မင်္ဂလာဆောင်ကြရမှာ သူကပဲသူတို့သားအရန်လောက်ရမှာလို့လို့မျက်နှာပေးနေ။နာရီတကြီးကြီးလုံနေတဲ့ဆရာဦးဝါကြီးအခါပေးတဲ့အချိန်မှာမောင်ဦးတို့အတန်ချက်ဆက်ကိုမှားထားတဲ့အတိုင်းခက်ကြဲကြဲဖွင့်လိုက်တယ်။တောင်ဘက်ဆက်လေးငါအိမ်မြောက်ဘက်ဆက်လေးငါအိမ်တော့လန့်ဖြတ်သွားကြမှာပဲ။ရွှင်ချိုပြုံရောလန့်များလန့်သွားသေးသလား။မောင်ဦးတွေးပြီးပို့မိရဲ့။သူတို့တခြင်းတွေဖွင့်နေကြတော့မှာ ဥဝင်းကျော်တို့မိသားစုတွေမုံလင်မရပါတဲ့ခြိုက်တွေကျွတ်ကျွတ်အိတ်တွေတဲထဲကြပြီးဖောင်တော်ဦးဆရာတော်ရဲ့အကြောင်းကိုလည်းကတ်လူကြရက်သေးရွာတွေကဆွေကြီးမျိုးကြီးတွေစီလဲလဲပို့အိမ်နာနီးချင်းတွေလည်းလိုက်ဝေနေအလုပ်တွေများနေကြတယ်အတန်ချက်ဆက်အတွက်ထည့်ပေးလိုက်တဲ့အုံဒီနဲ့ငပြောပြီးတွေကလက်ရှိပိုင်းမှာတင်ခဲ့တယ်အုံဒီကအလုံးကြီးကြီးမို့အောင်မော့မျက်နာကပြုံးပြောနေတာပေါ့ကြည်မွေစရာအချစ်တချင်းတွေကြည်စိတ်ကြိုက်ဖွင့်ပြီးရှားတဲ့ဘက်နဲ့ရောက်ကြာပြူရွာကိုပြန်လာခဲ့ကြတယ် မုံလင်များနဲ့တက်ခင်းအင်္ဂါသားကအုံမင်မော်တဲ့အချစ်တခြင်းတန်တန်တွေကြီးဖွင့်ပေးခဲ့ရတဲ့ကြံကြံဖန်ဖန်မင်္ဂလာဆောင်နဲ့ကြာညိုရွာနဲ့အတူရွှင်ချိုပြုံးကိုတည်ရမိတယ်။မောင်ဦးကအတန်ချက်ဆက်ဆရာဆိုတော့မျက်နာပွင့်စီဆောင်းထားကြမလို့ဘူး။အုတ်ရှိကုန်းမှာလယ်ရီအများကြီးပိုင်နဲ့ဥပတော်ဒေါ်အေးတင်တို့တမီလေးထွေထွေနဲ့သူ့နဲ့ဘာလို့လို့ လေပြင်းချောမှာယာရီပိုင်တဲ့ဦးမြအေးရဲ့တမီအပြိုကြီးဖွေးဖွေးဦးနဲ့မောင်ဦးနဲ့ညာလိုလိုအဲ့ဒီလိုပဲပဲပြူကုန်းမှာခိုင်ခိုင်တဲ့ကြောက်တုံးကြီးကချောပိုးမောင်ဦးကိုတငယ်ချင်းမိတ်ဆွေထဲအခင်မင်းပိုခြင်းသူတွေပိုအံ့ဆဲဆဲတွေမှာအများကြီးအဲ့ဒီအထဲမှာကြာညိုရသူလေးကိုတော့မောင်ဦးအမတ်တွေပိုပေးမိတယ်ရင်းထဲကခန်းစားချက်အရင်အတိုင်းဆိုရင် မောင်ဦးရွှင်ချိုပြုံးကို လူကြီးဆောင်ရနဲ့မိသားဖသားပြီးပြီးတောင်းယူလက်ထပ်ချင်တယ်။မောင်ဦးဦးမျိုးရပြန်ပြီ။ကြညိုရွာနဲ့အကျိုးပေးလာချင်လား။သူတို့အုတ်ရှိကုန်းကိုဆက်ဖွင့်သွားနေကြတော့သူ့ဖခင်ကြီးကပြက်ကရင်ကိုလှမ်းကြည့်ပြီးအလုတ်လက်ခံထားလိုက်ပြီ။မင်္ဂလာဆောင်ပဲတဲ့။သူ့ဖခင်ကြီးရဲ့စကားမှမဆုံးသေးဘူး။ပြတင်းပေါင်နာကချောင်းကြည့်နေတဲ့ရွှင်ချိုပြုံးလေးကိုချက်ချင်းသွားတရေရတယ်။ ထုံဆိုင်တိုင်းကြာညိုရွာဆိုတာနဲ့သူဝရိယပို့ပြီးခက်စောစောထွက်လာခဲ့ကြတယ်။အရင်တစ်ခေါက်နဲ့ဒီတစ်ခေါက်ကြာမှာလရီတော်တော်တောင်ကြာသွားပါသကော။အုံးနှစ်ပင်မင်္ဂလာဆောင်ခဲ့တာကိုသွားတည်ရတယ်။မုံလင်မရရကျွေးတဲ့မင်္ဂလာဆောင်လေ။သူတို့ဆက်သွားဖွင့်ကြတဲ့အုံးအာဝဟဝိဝါဟကရောထမြောင်အောင်မြင်ရဲ့လား။အောင်မြင်ရင်တော့အခုချိန်မှာအုံးသေးတွေတည်နေရောပေါ့။တဆက်သေးပဲကိုကာယတောင်းတောင်းနဲ့သပင်အလဲခွဲနဲ့ဖိုးစော်ကိုတွားတတိရတယ် ဖိုးစော်နဲ့ရွှင်ချိုပြုံးနဲ့အပြုံညံဖလဲကြတာသူ့မှတ်မှတ်ထင်ထင်တွေ့လိုက်တာဟုတ်လားဒီမြင်ကွင်းကသူ့စိတ်ထဲမှာခဏခဏပေါ်လာပြီးမောင်ဦးကို၆လန့်ခဲ့ဘူးတဲ့တယောပြည့်ရဲ့နေတတ်တယ်ကြိုးချင်းထားကြိုးချင်းညိအိုးချင်းထားအိုးချင်းထိတဲ့တွေ့ရင်တွေ့ရင်မောင်ဦးအသက်ရှူမွားတော့ဘူးရွာနာကမြဲရွာနွားမစားဆိုတဲ့စကားပုံကသူ့စိတ်ကိုထွက်ပေါက်ပေးလိုက်တယ်သူစောစောစီစီထွက်လာခဲ့တာမှားများမှားသွားပြီလား အခုတို့တို့သွားပြီးအတန်ချက်ဆက်ဖွင့်ကြမယ်မင်္ဂလာဆောင်ဟာရွှင်ချိုပြုံးနဲ့ဖိုးစော်တို့ရဲ့မင်္ဂလာဆောင်များဖြစ်နေလိမ့်မလားမောင်ဦးရင်ထဲကအပျော်ဓာတ်အရွှင်ဓာတ်အကြည်ဓာတ်လေးတွေပျောက်သွားတယ်ဖွင့်လာတဲ့အတန်ချက်ဆက်ကတော့မြစ်တာကဘာမချားလိုတဲ့တခြင်းကိုဖွင့်လာခဲ့တယ်တခြင်းတန်ကြောင့်အောင်မော်မချားနိုင်ပေမဲ့သူကတော့တက်ပြင်းကိုခိုးချမိပြီးရင်ထဲကလေဘူးတွေနှလုံးထဲကလေဘူးတွေကိုထုတ်ပြလိုက်တယ် သူကြညိုရွာမင်္ဂလာရှင်အိမ်ကိုလိုက်သွားရင်ကောင်းမလားဒီပြင်မိတ်ဆွေတယောက်ယောက်အိမ်မှာဆင့်နေရင်မယ်အောင်မော်တယောက်တည်းပဲအတန်ချက်ဆက်ဖွင့်မယ်ဆိုရင် ဖွင့်လို့ရတာပဲမိတ်ဆွေတွေစီကဘဲသူသားနဲ့ဘဲသူသမီးမင်္ဂလာဆောင်ကြတာလဲသူစနီးနာကြည့်ပြီးသူတို့သမီးကရွှင်ချိုပြုံးဆိုရင်သူဘာလုပ်မလဲလဲကြုံနေပဲရွာကိုပြန်မလားရွှင်ချိုပြုံးမဟုတ်ရင်သူကိုယ်တိုင်ပြန်ဦးစီးပြီးအတန်ချက်ဆက်ဖွင့်ရင် ကောင်းမယ်ထင်တယ်လဲမောင်းလာတဲ့အောင်မော်က အပျော်ကြီးပျော်နေရာက အတန်တိတ်ဆိတ်ငြိမ်သက်သွားတဲ့ကိုမောင်ဦးကိုလဲပြန်လှည့်ပြီးအကဲခတ်တယ်။သူ့ဆရာကလဲလင်ယောဂခံစားနေရတဲ့အချက်တကောင်နဲ့ဆက်စင်တူတယ်။မောင်ဦးသူ့တပည့်ကိုဟန်လှုပ်ပြုံးပြတယ်။အောင်မော်လဲလူငယ်တယောက်ပဲ။မောင်ဦးဘာတွေခံစားနေရတယ်ဆိုတာသူသိတာပေါ့။ကျွန်တော်တို့သွားဖွင့်ကြမယ်မင်္ဂလာဆောင်က အင်္ဂါသားလူပြိုရဲ့မင်္ဂလာဆောင်များဖြစ်နေမလားအကိုရ။မမျော်လင့်တဲ့စကားကြောင့်မောင်ဦးလန့်သွားတုန်လှုပ်သွားတယ်။ မသိပါဘူးကွာကံမဲပေါ့ကံမဲပေါ့ဆိုတဲ့စကားကထုတ်ပြောတဲ့စကားမဟုတ်ဘူးရှင်တဲ့တယောက်ထဲပြောနေတဲ့စကားလဲကကြာညိုရွာနေနေလာပြီအတန်ချစ်စဲလဲလာရင် ရွာထဲကကလေးတွေထွက်ကြိုတက်ကြတာမို့ကလေးတွေလက်မမြင်လောက်တဲ့နေရာမှာမောင်ဦးစနေရည်ရင်ကောင်းမလားမောင်ဦးတွေးရင်စင်စားရင်တွေးကြောင်လာတယ်တတ်တည်နေတဲ့နေလာတယ်ကြာညိုရွာဝထီမလိုက်တော့ဘူးအောင်မော်ကိုအဆဆတောင်းဝင်ယူပြီးအဆင်ပြေအောင်ဆက်ဖွင့်မှမာလိုက်တယ် တဲပင်တော့မာတယ်သူ့လက်ပေါ်ကဆင်းနေခဲ့တယ်။အောင်မော်အချက်တချင်းတွေမှဖွင့်ရလား။အဲ့ဒီညကရှင်ချိုပြုံးတော့ဘယ်လိုနေတယ်မသိဘူး။မောင်ဦးကတော့အုံနို့ကြွက်ခတ်ခံရတယ်လို့ခန်းစားရတယ်။အဲ့ရတဲ့မှာတလူးလူးတလွန်လွန်နဲ့သူ့အိတ်မပြောဘူး။နဖို့ပေါ်လက်တင်လဲသူ့မျက်နှာလေးမြင်ရောင်းနေမိတယ်။ဘယ်နှရွက်ဖိအိတ်လဲရှင်ချိုပြုံးပချိုင်လေးမြင်ရောင်းပြီးညာနှရွက်ဖိအိတ်တော့လဲ ရှင်ချိုပြုံးတဒက်လေးပေါအောင် ပြုံးနေပြုံးကိုမြင်ရောင်းနေမိတယ်။မိအချင်းများ မောက်မှာစူးနေပြီလေ။အမောကချစ်သူနားဆင်ဖို့ဆိုတဲ့တခြင်းဖွင့်ပြီးပြန်လာခဲ့တယ်။ဘေးသူတွေမင်္ဂလာဆောင်ကြတာလေ။သူတိတ်တိတ်ကျင်းနေတယ်။အမောရဲ့မျက်နှာကိုအဝေးကလှမ့်ပြီးအကဲခတ်နေတယ်။ဒီကောင်မျက်နှာပြုံးလို့ဧကန်ကတရင်ကောင်တဲလာပြီထင်တယ်။အကိုထင်တယ်လို့မဟုတ်ပါဘူးလို့ပြောမှလေလား။ ရှင်ချိုပြုံးရဲ့မင်္ဂလာဆောင်မဟုတ်ပါဘူးလို့ပြောရင်ပြောလိုက်မယ်။အချစ်တချင်းတွေဖွင့်လို့တရွေ့ရွေ့လာနေတဲ့အောင်မော်ရဲ့လှဲကနှေးရန်ကိုလဲအော်ပြောရင်ကြားနိုင်လောက်တဲ့အကွားဝေးရောက်တော့အောင်မော်ကလန့်ပြောလိုက်တယ်။တချင်းတန်နဲ့မို့တဲတဲကွဲကွဲမကြားလိုက်ရဘူး။အောင်မော်ရဲ့နှကန်းလှုပ်တန်းအတိုင်းအတိတ်ပဲရှာကြည့်တယ်။ရှင်ချိုပြုံးရဲ့မင်္ဂလာဆောင်အောင်မော်လှုပ်လိုက်တဲ့နှကန်းတွေထဲမှာရှင်ချိုပြုံးလို့အတန်ထွက်မဲ့အလိုမျိုးမပါဘူး။မောင်ဦးနောက်ကျသွားပြီလား။ စိတ်ပူနေတော့ပဲလက်ကတရွေ့ရွေ့လာနေတာကိုသူစိတ်မရှိတော့ဘူးသူ့ကိုထမင်းလုတ်တွေရှာကျွေးတဲ့အတန်ချက်ဆက်ကြီးခဏပိတ်ထားလိုက်ပြီးအောင်မော်ပြောတာကိုကြားချင်မိတယ်သူဆက်ပြေးသိမခံနိုင်တော့ဘူးလက်စီကိုအပြေးကလေးလာလိုက်တယ်အောင်မော်ကလည်းပထမပြောလိုက်တဲ့စကားလုံးတွေသူ့ဆရာမကြားလိုက်မှန်းသိလို့အတန်နဲနဲမြင့်ပြီးအော်တယ်ဟုတ်တကားဆရာမင်္ဂလာဆောင်ပေးတဲ့ဦးဝင်းကျော်အောင်မင်းတွေအုံးသီးတွေတင်းနေပြီဗျာ ညီပူလေးရှင်းနှက်တဲ့မဂ္ဂဇင်းအင်းရိတ်ကိုနားဆင်အားပေးကြတဲ့သူအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်